မင်္ဂလာပါစီးကျိုရှိတဲ့လူတယောက်အနေနဲ့ခရင်ခရကာရဲစားလို့ရသလားဆိုတဲ့မေးခွန်းလေးကိုကျွန်တော်ဒီမှာရှင်းပြပါမယ်အဲကျွန်တော်မနေ့ကစီးကျိုလူနာတယောက်လာတယ်ပေါ့နော်သူအဲ့ဒီခရင်ခရကာလေးတွေယူလာတယ်ယူလာပြီးဒါလေးတွေကိုတဲ့သူကစီးကျိုအတွက်စားတယ်စားရတာအဆင်ပြေနိုင်လားဆိုတဲ့ မေကွန်လေးကျွန်တော်မေးတယ်အဲ့တော့ကျွန်တော်တို့ပြန်မေးလိုက်တယ်ဘာကြောင့်အဲ့ဒီ cream cracker တွေကိုမှစားခြင်းရတယ်လဲပေါ့နော်အဲ့တူပြောတာကတော့အစားတော့မစားခြင်းဘူးအစားတော့ပြတ်တယ်ဆိုရင်တော့ဒီ cream cracker လေးတွေအစားရတာလွယ်တယ်ပေါ့နော်နောက်တစ်ခုအချိုလဲအရင်မမြအောင်ခပ်ပော့ပော့လေးဆိုတော့တခြားသောမုတ်တွေတဲ့ရှင်တော့ဒါကတော့စားလို့ရမယ်လို့ထင်လို့စားတယ်ပေါ့လေအဲ့တော့တကယ်ကြတော့ cream cracker ကသူပြောသလိုမျိုးတခြားမုတ်တွေထက်အချိုပေါ့တာတော့မှန်တယ်သို့တော့စီကြောသမားတွေအတွက်ကိုရွေးချယ်ကြကောင်းတယ် စားစရာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီ cream ခွက်ကားကိုလောက်တာတဲ့မုတ်ကဂျုံပေါ့နော်။ဂျုံကအဓိကဂျုံအချောနဲ့လောက်တာတာ။အဲတန့်စင်ပြီးသားဂျုံပေါ့လေ။ဒါကြောင့်မို့ဒီဟာကိုခန္ဓာကိုယ်ထဲရောက်တာနဲ့ခန္ဓာကိုယ်ကသူ့ကိုမြင်မြန်စောက်ယူနိုင်တယ်။တွေးထဲမှာတခြားတက်ကိုမြင်မြန်တက်စေတယ်။ဒါကြောင့်မို့ cream ခွက်ကားရဲ့ glycemic index က65လောက်ရှိတယ်။တိတ်ကြီးအများကြီးမဟုတ်တော့အလဲလက်လောက်ရှိတယ်ပေါ့နော်။အော် glycemic index ဆိုတာကဒီအစားအစာတစ်ခုရဲ့ စားလိုက်တဲ့အခါမှာသွေးထဲမှာရှိတဲ့တခြားဓာတ်ကိုဘယ်လောက်ပမာဏတက်စေတယ်လဲဆိုတော့ကျွန်တော်ကခွဲထားတာအော်ဆီယိုသမားတွေဆိုရင် glycine myth in the native အမျိုးအစားတွေကိုကျွန်တော်ကရွေးချက်စားဖို့လိုတယ်ဆိုတဲ့အိပယ်ကသွေးထဲမှာတခြားဓာတ်တွေခက်မြမြန်တက်တာမျိုးကိုကျွန်တော်ကရှောင်ကျင်တာပေါ့နော်အဲ့ဒါမျိုးတွေစားဖို့လိုတယ်နောက်တစ်ခုအဲ့ဒီ cream crack မှာသူက fiber တွေတော့မပါဘူးပေါ့နော် fiber တော့ကျွန်တော်တို့ဒီအစားအစာကျင်တွေကိုထိမ့်မိတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့ fiber တွေမပါဘူးမပါတာဖြစ်တဲ့အတွက်ကိုကျွန်တော်ထိုင်ထဲမှာအများကြီးစားလိုက်နိုင်တယ်စားကောင်းတယ်ဆိုပြီးတော့ နောက်စားလည်းလွယ်တာပေါ့နော်ပါဇက်တယ်မှာပျော်သွားတယ်ရှော့ကနေဝင်သွားတယ်ဆိုတော့ထမင်းစားမမယ်ဘူးဆိုပြီး cream cracker တွေကြီးပဲကျွန်တော်ဘူးလိုက်ထိုင်ပြီးစားနေတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုဆိုရင်ကျွန်တော်ကဘာမှထူပါဘူးเนาะသွေးထဲမှာတခြားတဲ့တွေကိုတတ်စီမှာဖြစ်တယ်ဒါလေးကိုကျွန်တော်ကသတိပြုစေချင်တယ်ပေါ့เนาะအဲနောက်တစ်ခုဒီ cream cracker တွေရဲ့ carbohydrate ကတစ်ချက်ကိုကျွန်တော်က 6ဂရမ်လောက်ရှိတယ်ကာဗိုဟိုက်ဒရိတ်ကစီဒတ်ပါဝင်မှုအဲ့တော့စီချိုသမားပြောင်းအနေနဲ့စားမယ်ဆိုတော့လွန်ကျော်နှစ်ချက်လောက်စားရင်လုံလောက်ပါတယ်เนาะအဲအများကြီးမစားသေးချင်ပါဘူးအဲ့တော့စီချိုသမားတွေခရက်ကာတွေစားကျင်တယ်ကျွန်တော်တို့ဒီလိုမျိုးဘစ်ကစ်မုတ်လေးတွေမျိုးစားကျင်တယ်ဆိုရင်အထူးသဖြင့်တော့ဂျုံဂျန်နဲ့ပြုလုပ်ထားတဲ့ဟာမျိုးတွေအုတ်ဂျုံနဲ့ပြုလုပ်ထားတဲ့ဟာတွေဒါမျိုးတွေကိုရွေးချယ်သေးချင်တယ်နောက်တစ်ခုကအစိအစံတွေပေါ့เนาะကျွန်တော် chia seed တို့ almond seed တို့တို့အစိအစံတွေနဲ့ရောထားတဲ့ဟာမျိုးလေးတွေစားပါ အရေးကြီးဆုံးကတော့ဒီ basic mode တွေကိုကြည့်တဲ့အခါမှာ no sugar ဆိုတဲ့ဟာအရေးကြီးပါတယ်เนาะတခြားလုံးဝမပါတဲ့ဟာကိုစားသေးခြင်း ਨੇ ဒါမှမဟုတ် stevia တခြားပါရွက်ချိုတခြားနဲ့ပါတဲ့ဟာကိုရွေးချယ်သေးခြင်းပါတယ်အဲ့တော့ဇီရိုသမားတွေအနေနဲ့အစားမမေ့ဘူးဆိုပြီးတော့ရွေးချယ်တဲ့အခါမှာကျွန်တော်တည်ရည်သားတွေရွေးချယ်မှုမမှားစေဖို့အတွက်ကိုအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်